အစိုးရထုတ်ပေါင်းချဖြစ်ရရောင်းဝယ်မပြုလုပ်သည့်ရွှေဆိုင်များအရေးယူခံရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အစိုးရကထုတ်ပေးသွားမယ့်ဘောင်းချားတွေနဲ့ရောင်းဝယ်မပြုတ်လို့တဲ့ရွှေထဲနဲ့ကျောင်းမြေရေသနာဆိုင်တွေကိုသက်ဆိုင်ရာမြို့နယ်ထွေထွေအုပ်ချုပ်ရေးအဖွဲ့မှအရေးယူဆောင်ရွက်သွားမှာဖြစ်တဲ့လို့ရောင်းတိုင်းရွှေလုပ်ငန်းရှင်များအသင်း YGE ကတည်ရပါတယ်။ ပြည်တွင်းကရွှေထဲနဲ့ကြောင်းမြေရတနာဆိုင်တွေအလုံးတယံသာသနှင့်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်ရေးဝန်ကြီးဌာနအမှတ်နှင့်တပ်ထူတွင်လုပ်ငန်းကထုတ်ပေးတဲ့ပေါင်းချဖြစ်တာအယောင်းဝယ်ပြုလုပ်ရှာမှာဖြစ်တယ်လို့ဝိုင်းကြီးရေကရမန်နေ့ကအတည်ပြုထားပါတယ် အစိုးရကထုတ်ပေးမဲ့ရောင်းဝယ်ပေါင်ချမှာအပေါ်ဆုံးထိတ်ထွင်းပေါင်ချအမှတ်စဉ်ရက်စွဲဆိုင်အမီစရင်အမှတ်ဝဲသူတို့မဟုတ်ရောင်းသူအမီနိုင်ငံသားစီစီရေးကမပုံတင်နံပါတ်နေရက်လိပ်စာဖုန်းနံပါတ်များပါရှိတဲ့အပြင်ပစ္စည်းအမျိုးအမီပုံစံပစ္စည်းအမှတ်ရွှေအမျိုးအစားရွှေစေးနှုံပစ္စည်းအမှတ်သားအပြင်စိန်ကြောက်အလေးချိန်ရွှေအလေးချိန်အရောသွာအလေးချိန်စုစုပေါင်းအလေးချိန်ရွှေချားတင်ငွေစိန်ကြောက်တန်ဖိုးချားတင်ငွေ ပစ္စည်းတန်ဖိုးချသင့်ငွေအရောသွက်သင့်ငွေလက်ခါသင့်ငွေ အခွန်စုစုပေါင်းချသင့်ငွေစတာတွေကို စနစ်တကျဖော်ပြထားတယ်လို့သိရပါတယ်ရှင်။